ပြားရီမကြိုက်တဲ့ဂေကြီးတို့ကို3 in 1နဲ့အိတ်ခံပေးခဲ့တဲ့ပြားသင်းအားလုံးပဲမင်္ဂလာပါအရင်တုန်းကတော့ဂိတ်ဖန်တွေကသူတို့အသင်းပြန်လာနိုင်အောင်လို့ဆူတောင်းကြတယ်ဆိုပေမဲ့အခုတော့ဆူတောင်းတဲ့နယ်လေးပြောင်းလာခဲ့ပါပြီအခုတော့ဂိတ်ဖန်တွေကသူတို့အသင်းပွဲနေ့မရောက်ပါစေနဲ့လို့ကိုပြောင်းပြီးဆူတောင်းနေရပြီလည်းဖြစ်ပါတယ်ဒါတော့မှတပတ်တပွဲပဲစိတ်ဆင်းရဲအောင်လုပ်ပေးထားတဲ့အမိုရင်ကိုကျေးဇူးတင်ရအောင်မှာဖြစ်ပါတယ်ပြီးခဲ့တဲ့အပတ်တုန်းကမှညီမလေးတွေကိုအနိုင်ရရှိထားလို့နည်းနည်းလေးအထင်ကြီးထားမိခဲ့ပေမဲ့ဒီတပတ်တော့ပြားသင်းကိုရှုံးနေပြီးတော့ဒုံရင်ကဒုံရင်ပဲဆိုတာကိုပြသသွားခဲ့ပါတယ်ဒါပေမဲ့ဂိတ်ကြီးတို့ကပြားရီမကြိုက်ဘူးဆို လို3-1လေးနဲ့ပဲအခံပေးလိုက်ရပါတယ်။ဒီနေ့မှာတော့ဂိမ်းနဲ့ပြသင်းလို့ရှင်ပြိုင်ခဲ့ကြတဲ့ Premier League ပွဲစဉ်လေးကိုတင်ဆက်ပေးကြပါမယ်။ အမိုရီရဲ့လူစင်းကအထူးတလဲတော့မှန်းနေစရာမလိုပဲနဲ့ထင်သားသလိုဘရူနိုကိုပဲကွဲလက်ထိုင်ထားပြီးတော့ဥကားလေးနဲ့တွဲပေးလာခဲ့ပါတယ်။ညချမ်းမှာတော့ဒါလော့ပြန်ပါလာခဲ့ပြီးတော့တိုက်စစ်ကတော့ဂိတ်ဖန်နေအားချောင်းထားတဲ့ PSC တိုက်စစ်၃ယောက်နဲ့ဖြစ်ပါတယ်။အလီကကစားသမားကြီးနဲ့နီးပြကိုလက်လွတ်ထားခဲ့ရတဲ့ဆိုပေမဲ့ပြားရီကလည်းတုံနိုင်စွမ်းရှိသေးကြောင်းတတ်သားသွားခဲ့ပါတယ်။တိုက်စစ်မှာတော့တီယာကိုဥဆောင်လာခဲ့ပြီးတော့ကွဲလက်မှာတော့ဝိုင်းရင်ကစားသမားဖြစ်တဲ့ဂျော်ဒန်ဟန်နန်ဆန်လည်းပါဝင်ခဲ့ပါတယ်။ခေကြီးတို့ကဘာကစားကောင်းမမေးရမရှိခဲ့ပဲနဲ့ပွဲစားမှာခရေကတိုင်ပတ်နေခဲ့တာပါ။ပွဲစား၈မိနစ်လောက်မှာတဲ့က ောင်းနာနဲ့ဥဆောင်မှုပေးလိုက်ရပြီးတော့ဒီကိုလည်းဤကောတီယာကူကပဲသင်ယူပေးသွားခဲ့ပါတယ်ဒီကိုမှအစိုးရလည်းတချင်ကခေါင်းကြီးကိုပြင်မြင်ခဲ့ရပြီးတော့လူချုံလည်းမဖမ်းနိုင်ပဲနဲ့ကောင်းနာကနေကူပေးလိုက်ရတာဖြစ်ပါတယ်ဂကြီးတို့ကတော့အမြင်ဘောကောင်းတဲ့ပြားအသင်းကိုမှအမြင်ဘောတွေသွားကစားနေခဲ့ပြီးတော့တကယ်တမ်း cross လေးကောင်းကောင်းမထွက်သလိုခေါင်းတိုက်မဲ့သူလည်းမရှိပါဘူးအဲလိုနဲ့မိနစ်20မှာပြားသင်းကလည်းတော့တကူထရရခဲ့ပြီးတော့ဘိုင်းနန်စီကနေပြန်ထွက်လာတဲ့အလုံးကိုတီယာကိုကပိတ်သွင်းသွားခဲ့တာဖြစ်ပါတယ်။ 26မိနစ်မှာဂေဂျီဒူရဲ့ခြေပကိုကိုဆတ်စကူကတွင်းဝင်ခဲ့ပြီးတော့သူ့ရဲ့အဖွင့်ဂိုးလည်းဖြစ်လာခဲ့ပါတယ်။ဒါတော့မှ20လောက်ကန်လိုက်ရပြီးတော့ဘောလုံးကလည်းမဝင်ချင်းဝင်ချင်းနဲ့ဝင်သွားခဲ့တာဖြစ်ပါတယ်။ပထမပိုင်းမှာတော့ပြားတင်ကနှစ်ဂိုးတစ်ဂိုးနဲ့ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ဒုတိယပိုင်းမှာလည်းဂေဂျီဒူကခြေပကိုတွေရဖို့ကြိုးစားနေခဲ့ပေမဲ့ကစားပုံကထင်သလားဟုတ်မနေပါဘူး။လူမစွမ်းရင်တော့နှမတက်တဲ့အဆယ်လာအတိုင်းပဲမိနစ်90ကျော်မှာတော့ပနတီစတင်ရရှိခဲ့ပါတယ်။ ခြေပါကိုရဖို့အခွင့်ရေးဆိုပေမဲ့စစ်တဲ၄သိန်းကြီးကတော့ပနတီထလွဲခဲ့ပြန်ပါတယ်။အရင်အသိန်းကိုထန်းတင်ပေးခဲ့တဲ့ဘလူးလိုတော့အသိန်းကိုပြန်ဆွဲချနေပြီးတော့ဒီရသည့်ဒုတိယမြောက်ပနတီလွဲချော်မှုဖြစ်နေပါပြီ။အကြံမင်းနေဒီမှာဂေကြီးတို့လည်းသူမလိုပဲပြန်မလာတော့ဘဲနဲ့ပြားသိန်းကပဲတော့တကူတင်ယူပါခဲ့ပါတယ်။အဲဒီလိုနဲ့ပဲဂေကြီးတို့ကပြားသိန်းတို့အဲ့ခံတဲ့တတိယဝန်လေးတောက်ပြီးတော့ပြန်လာခဲ့ရတာလည်းဖြစ်ပါတယ်။လွဲဖြစ်ဖြစ်လာမဲ့လာတဲ့မှာနိုင်ငံတကာပွဲတွေပြန်လာအောင်မှာမလို့အဲ့ဒီမတိုင်ခင်ဂိတ်ဖန်တွေအတင်းထားပါလို့ပဲပြောလိုက်ချင်ပါတယ်။စုံလေးကြည့်ရတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်။